ခုတင်ပြမဲ့သင်ခန်းစာကတော့ကျွန်တော်ဒီမှာတရားသင်ခန်းစာပေါ့နော်ဖူးတယ်နော်ဖူးတယ်ဒီကအရင်တော့ကတော့ဟုတ်ကြာခဲ့ပြီပေါ့နော်ဒါ၄ရင်တော့တော့ဒါတည်းသင်ခဲ့ပေးဘူးတယ်အခုကကြတော့ဒီမှာအဲ့ဒါကြတော့ရောနေတော့အတုံးက playlist နဲ့မတင်ခဲ့တဲ့အကြောင်းမို့အခုကတောင်းဆိုတဲ့လူလည်းရှိလို့ဒီမှာဒီ grammar လေးတွေကိုစုပြီးတော့ ရမလေးတို့ဒီက playlist နဲ့တင်ပေးတာမှာပေါ့နော် playlist နဲ့တင်လာလို့ရှိရင်ပေတဲ့ဝင်မယ်ဆိုရင်ပေတဲ့ဝင်လိုက်တယ်ဝင်လိုက်ပြီးလို့ရှိရင် grammar ပဲတတိတရာကြီးပဲကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီက video တွေဝင်ပေါ့နော် video တွေဝင်ပြီးလို့ရှိရင်အမှအမှ playlist လေးတွေ့လိုက်မယ်ခေါင်းစဉ်လေးနဲ့ပေးထားတာစကားပြောဆိုစကားပြောတရာဆိုတရာအဲ့လိုလေးတွေဒါပြန်ခွဲပေးတာပေါ့နော်အမှဆိုရင်တရာ တရာသင်္ကန်းစာဆိုရင်လည်းအဲ့လိုလေးရေးထားရပါတော့ playlist မှာအဲ့တရာသင်္ကန်းစာကိုဝင်လိုက်ပြီဆိုလို့ရှိရင်တရာနဲ့ပတ်သက်တာတွေပဲတင်လာတာတွေ့ရလိမ့်မယ်ပေါ့နော်ဒီမှာဆိုရင်အခုတင်မှာတော့ဖူးတယ်ပေါ့နော်ဖူးတယ်ကိုကြတော့ခေါ်အေယောခေခေါ်အေယောခေဖူးတယ်ပေါ့နော်သူကခေကိုမှရည်တန်လေးနဲ့မတိမတာလေးပါတာပေါ့နော်ခေဖူးတယ်ခေအဲ့လိုလည်းမဟုတ်ပေါ့နော်သူကအာကောင်တန်နဲ့ဆိုရတာခေဖူးတယ် ဒီမှာဆိုရင်နမူနာဝါကျ၃ချောင်းရေးထားတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ချင်းမိုင်ကိုအလဲသွားပူတယ်ကျွန်တော်ချင်းမိုင်ကိုအလဲသွားပူတယ်ဆိုလို့ရှိရင်ဖုံခေပိုင်ထီယိုချင်းမိုင်သူကကြတော့ဘလို့သွားလဲဆိုတော့ဒီမှာပြုတ်လို့သူလာတယ်နော်သူ့ကိုဒီကခေကိုတုံးတဲ့ခါကျရင်ပြုတ်လို့သူလာတယ်ပြုတ်လို့သူလာပြီးရင်ခေလာတယ်ပြီးလို့ရှိရင်ကရိယာလာတယ်ပြီးတော့ရှိရင် object လာတယ် object ဆိုတာခံရတဲ့လူပေါ့နော်ခံရတဲ့အရာပေါ့ ီမှာဆိုလို့ရှိရင်ကျွန်တော်ကချင်းမိုင်ကိုသွားရဲဆိုလို့ရှိရင်ဒါဒီကပြုတ်လုတ်သူနေရာမှာပြုတ်သဘောဆောင်နေဟာပြုတ်လုတ်သူနေရာမှာကျွန်တော်ရောက်မယ်เนาะပြီးလို့ရှိရင်ခေးလာမယ်ဗောနော်ခေးလာမယ်ပြီးပြီဆိုလို့ရှိရင်ကိရိယာလာမယ်ကိရိယာကြတော့ပိုင်ထီကိုအလဲသွားတာเนาะပြီးတော့မှပြီးတော့မှဘယ်ကသွားချင်းခံရတာဆိုတော့ object ဗောနော်သွားချင်းခံရတာကိုအနောက်ကရေးရမယ်ဆိုတော့ချင်းမိုင်ချင်းမိုင်ကသွားချင်းခံရတာအဲ့တော့ဖုံခေးပိုင်ထီကိုချင်းမိုင် ผมเคยไปเที่ยวเชียงใหม่พอมอผมขอเอยอเคยปอไอบาย ทออียาโอเทียวมาเอเที่ยวทออียางอเชียงพอมอไอหมายมาเอใหม่ ผมเคยไปเที่ยวเชียงใหม่จะน้อเชียงใหม่หนูอเลตัวบุเรอามามิมิပြောကျင်တဲ့ဒီကကိရိယာတွေမိမိယာကိရိယာတွေအများကြီးရထားမယ်ပေါ့နော်စကားလုံးတွေဒီမင်းနေနေကိရိယာတွေအများကြီးရထားမယ် ဆိုလို့ရှိရင်အဲ့မှာအများကြီးဒီခွေးနဲ့အစားထိုးပြီးတော့ကိုကပြောကျင်တဲ့ဟာတွေကိုပြောလို့ရတာပေါ့နော်ပြီးလို့ရှိရင်ပြီးပြီဆိုလို့ရှိရင်ဒီမှာဆိုရင်ကျွန်တော်ပြီးခဲ့တဲ့နှစ်ကဘန်ကောက်ကိုသွားပူတယ်ကျွန်တော်ပြီးခဲ့တဲ့နှစ်ကဘန်ကောက်ကိုသွားပူတယ်ဆိုတော့သူ့ရဲ့ခွေးရဲ့အတုံးကကြတော့ခုနပြောခဲ့တဲ့အတိုင်းပဲပြုလုပ်တဲ့သူလာမယ်ပြီးရင်ကရိယာလာမယ်ပြီးလို့ရှိရင် ပြုလုပ်ခံရတဲ့အရာလာမယ်အဲ့တော့ဖုံခေပိုင်းကုံထေပီတီလေဟော ကျွန်တော်ကျွန်တော်ကပြုလုပ်တာပေါ့နော်ကျွန်တော်ကအပြုသဘောဆောင်တယ်ကျွန်တော်ကပြီးခဲ့နေ့ကဘန်ကောက်ကိုသွားပို့တယ်ဆိုတော့ဘန်ကောက်ကဒီက object နေရာမှာရောက်တာပေါ့နော်ဘန်ကောက်ကဒီကပြုလုပ်ခံရတဲ့နေရာမှာရောက်တယ်အမှားကရိယာကရိယာကြတော့ buy သွားတာပေါ့နော်အဲ့တော့ home key buy ကရုံထေပီတီလဲလ်ပီတီလဲလ်ကကြတော့ပီတီလဲလ်ကကြတော့အချိန်ပြစကလုံးပေါ့နော်အချိန်ပြစကလုံးတွေရေးတဲ့အခါမှာသူကအရှိဆုံးကရေးရေးအနောက်ဆုံးကရေးရတယ်အလယ်မှာထည့်ရေးလို့မရဘူးပေါ့နော် အချိန်ပြစကလုံးလေးရေးတဲ့အခါမှာပွာကြရဲ့ရှေ့ရရေးလို့လည်းရတယ်လို့အနောက်ကလည်းရေးလို့ရတယ်အလင်မှာတော့ဖောက်ရေးလို့မရဘူးเนาะအဲ့တော့ foam ခေပိုင်ကရုံသေးပီတီလဲဝ foam ခေပိုင်ကရုံသေးပီတီလဲဝဖောမောဖုံခေါ်အေရောခေပွိုင်ပိုင်ကောရောဥငောကရုံထောအေဖောသေးပေါ်အီပီထောအီတီမအေတီ လောအေဩလေမိုက်ထုလဲဩပီတိလဲဩအမစကပြောမှာကျွန်တော်တို့ကဒီကစတိုင်းဆိုရင်တော့လောအေဩလေမိုက်ထုလဲဩလဲဩမှာလဲဩအဲ့လိုထွက်တာပေါ့နော်ဒါမဲ့ထွက်ကခတ်မှာကြောက်လို့မထွက်တတ်မှာကြောက်လို့ဒီမှာစကပြောပုံနဲ့ပီတိလဲဩပီတိလဲဩဆိုရင်လည်းဒါနည်းနည်းလေးအဆင်ပြေတာပေါ့နော်အမဒီရဖုံနေရာမှာယောက်ျားလေးပြောရင်တော့ဖုံပေါ့နော်မိန်းကလေးပြောရင်တော့ချမ်း မန္တိုင်းဆိုတော့ဒီချမ်းပေါ့နော်ဒီချမ်းကြတော့စာစံတယ်အဲ့တော့မိန်းကလေးပြောရင်ချမ်းချမ်းကြတော့ယောက်ျားလေးလည်းပြောလို့ရပါဘောနော်ကျွန်တော်ကျမအကုန်ရတယ်ဒီမှာဆိုလို့ရှိရင်ခမားထိုင်းစားစားစားဘူးလားဒါမေကွန်းပုံစံပေါ့နော်မေကွန်းပုံစံခမားထိုင်းစားစားစားဘူးလားဆိုလို့ရှိရင်အနောက်ကမေကွန်းပုံစံဖြစ်တဲ့ကြောင့်မို့အနောက်ကမိုင်းနဲ့စုံမှာပေါ့နော်ဟော်မိုအိုင်းမိုင်းမိုင်းနဲ့စုံမယ်အဲ့တော့တင်မင်းခမားနော်တင်မင်းခမားခုန်း ခုန်ငါတင်မင်းခမကုံရရဲခွေဖူးတယ်กินစားတာအဲ့တော့ခုနပြောခဲ့တဲ့အတိုင်းခွန်เนาะခမခမဒီကပြောရမယ်ဆိုတော့ပြုလုပ်တဲ့ဒီက subject နေရာမှာရေးရတာပေါ့နော်ပြီးရင်ခွေလာမယ်ပြီးရင်กินဆိုတာကိရိယာလာမယ်ပြီးရင်အဟံထိုင်း object နေရာမှာပြုလုပ်ခံတဲ့နေရာမှာပြီးရင်မိခွန်ပေါ့နော် my အဲ့တော့ခွန်ခွေกินအဟံထိုင်း my ခွန်ခွေกินအဟံထိုင်း my ခွန် เคยกินอาหารไทยไหมขมยาไทยซาซาซาบูลาขออู่นอคุณขอเอยอเคยก็อีนอเกณฑ์ขออาอาขออารอหันทออายอไทยขอมอไอไหมคุณเคยกินอาหารไทยไหมขมยาไทยซาซาซาบูลา